်ဟယ်လိုအားလုံးမင်္ဂလာပါကိုတေးဘဘော channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲဒီနေ့ကျွန်တော်ပြည်များလီနှစ်ပွဲရှိတယ်ဗောနော Manchester City နဲ့ Bournemouth Crystal Palace နဲ့ Wolves ဟန်နန်ပွဲစဉ်နှစ်ပွဲရှိပါတယ်ဒါကတော့ Crystal Palace နဲ့ Manchester City တို့ဒါပြီးခဲ့တဲ့ weekend မှာတို့ FA Cup Champion FA Cup Final ပွဲကန်ထားလို့ဒါလက်ကျန်နှစ်ပွဲကိုဒီနေ့မှလာကန်တာဖြစ်ပါတယ်ပြည်များလီပွဲစဉ်39ဖြစ်ပါတယ် တော့မနီးကတော့ကျွန်တော်ဒါ Brighton ကိုရွေးချယ်ပြီးခဲ့တယ်ဒါကျွန်တော်ညီကိုအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါ Brighton ဘာကြောင့်ကြိုက်တယ်ဆိုတာကိုလည်းကျွန်တော်ဒါအဆင်ဒီပြည်များတေဘယ်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော် Google မှာရှာခဲ့ရဲ့ရှာတွေ့ခဲ့တဲ့အရာကိုလည်းကျွန်တော် ျွန်တော်နားလေတလောက်လေးကျွန်တော်ရှင်းပြပေးခဲ့တယ်ဗောနော်ကျွန်တော်လည်းအရင်တိကျွမ်းနေရတော့မဟုတ်ပါဘူးအဲကျွန်တော်နားလေတလောက်လေးကျွန်တော်ညီကိုတွေကိုဒါ share in လုပ်ပေးခဲ့တယ်ဗောနော်အမနီကတော့ Biden 99ထိုက်တဲ့ဂျီဒန်တစ်ခုနဲ့ဒါတကယ်လည်းအနိုင်ရသွားခဲ့တယ်ဗောနော်အဲ့တော့ဒီနေ့မှလည်းဒါမန်စီးတီးဒီဒီနေ့မှာ match win game ပုံစံကစားလာရမယ်အနေထားဖြစ်နေတယ် Crystal Palace နဲ့ Wolves နဲ့ပွဲကတော့အရင်ကြီးအေးမကြီးတော့တဲ့ပွဲစဉ်ဘာမှလည်းမှတ်လွယ်ချက်မရှိတော့တဲ့ပွဲစဉ်တစ်ပွဲပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပွဲမှာဆိုရင်ကျွန်တော်ဒါ ရန်မတ်မလို့ရခက်ဆယ်ဘဲလီပွဲလင်းအရင်ပြောပြပေးမယ်။အော်ခက်ဆယ်ဘဲလီကလက်ရှိမှာလည်းပဲတစ်ဆယ်ရှုံးဖွင့်ထားတယ်။ကိုပေါင်းကြီးကနှလုံးကိုတရာရှုံးဖွင့်ထားတယ်ပေါ့နော်။တော်လုံးအပြည့်နိုင်ပုံစံဖွင့်ပေးထားတယ်။အော်ခက်ဆယ်ဘဲလီကမန်လီတီကိုနိုင်ပြီးတော့ဒီအဖရိကချန်ပီယံဖြစ်ခဲ့တယ်။သူလည်းယူပါလီဝင်ငင်ရသွားပြီ။အော်ဒီနေသားမှာဒီဝူဘာနန်အတင်းကိုလည်းပဲတစ်ဆယ်ရှုံးဆိုပဲ ဂျီဒန်နူးနူးလေးနဲ့ဒါအိမ်ကွင်းမှာဖွင့်ထားရဆိုတာကဒီဂျီဒန်ကဒါနူးတယ်လို့ကျွန်တော်မြင်တယ်။နောက်တစ်ခုကအမတ်ပေးစရာရကြည့်မယ်ဆိုတော့အစင်းဆက်နှစ်ကနေဆင်းဆက်လေးဆိုတော့ level 50ရှုံးတော့ထိပေးမယ်ဆိုရင်တော့ဒါလက်ခံပေးလို့ရတယ်ပေါ့။အစင်းလက်အမတ်ပေးစရာရကြည့်မယ်ဆိုတော့ level 50လောက်ဖွင့်ပေးလို့ရမယ်။လက်ရှိကားရန်ဖောင်ကိုကြည့်မယ်ဆိုရင်ဘူပါဝူတင်းရတာနောက်ဆုံး၂ပွဲဆက်တိုက်ရှုံးပွဲတွေ့ထားတယ်အဲ့ရှိမှတော့ဒီ၅ပွဲဆက်တိုက်အဲ sorry ၆ပွဲဆက်တိုက်သူတို့အနိုင်ရထားရှိတယ်ပေါ့နော်အဲ့ ဒီခက်ချက်ပဲလို့ပြန်ကြည့်နောက်ဆုံး၅ပွဲမှာဆိုရင်လုံးဝရှုံးမမတွေ့ထားဘူး၃ပွဲနိုင်ထားတယ်၂ပွဲတည်ကြထားနိုင်တဲ့ထဲမှာဆိုလည်းဒါစပါတို့မန်စီးတီးတို့အာတည်ကြတဲ့ထဲမှာဆိုအာဆင်နယ်တို့ပြီးတော့ ောက်တော့ Aston Villa ကိုနိုင်တာဒါမျိုးတွေပါတယ်ပေါ့နော်ဟိုဒီနေ့ပြည်မြလီမှာဖောင်ကောင်းနေတဲ့အတင်းတွေပါတယ်ပေါ့နော်အော်ဒီနေ့သားမှာ Crystal Palace PSG တန်းကနူးနေတယ်ပထမကြော့ဦးအင်ကွင်းမှာတော့တူတူတည်ကြတယ်အဲတော့ကြေးရတာဒဲဒဲပုံစံမျိုးပေါ့နော်ဦးအတင်းကနေမှာလဲပဲဆယ်ပြားရှုံးခေါင်းစုံလေးထွက်ပြီးတော့ပောက်ခဲ့ပြီးတော့တူတူတည်ကြခဲ့တယ်အမနစ်က Crystal Palace အင်ကွင်းမှာတွေ့ဆုံမှုကြောပြန်ကြည့်ရခါမှာ Crystal Palace ကတလုံးအပြည့်နိုင်ဖွင့်ခဲ့ပြီးတော့ဒါ 3 2နဲ့သူတို့နိုင်ငံတလုံးပြည့်နေတော့ level 80နဲ့ level 90ဝင်းကျင်လောက်ကြားကိုအပြောင်းလဲလုပ်ပြီးတော့ဖွင့်နေတာပေါ့နော်အဲ့တော့ head to head တွေ့လို့မှုနေမှာဆိုရင်ခေဆယ်ဘေးလေးတွေ့အိမ်ခွင်းမှာတော့ဝူကိုအတားရလေးရှိရယ်ဝူကတော့တွေ့အိမ်ခွင်းမှာပြန်ပြေးတားရလေးရှိရတော့တွေ့ရတယ်ပေါ့နော်နောက်ဆုံး၅ကြိမ်ခေဆယ်ပဲလေးအိမ်ခွင်းမှာတွေ့ဆုံမှုကြည့်မယ်ဆိုရင်ဒါဟူ မူကလုံအောင်နိုင်ပွဲမရထားခက်ဆက်ပဲလေးကပဲဒါနိုင်ပွဲရထားကြောင်းတွေ့ရတယ်ပေါ့နော်။အော်ဒီလိုဟက်တူရဲ့တွေးဆမှုတွေမှာလည်းအသာရနေတယ်။လက်ရှိမှာလည်းကားရန်ဖောင်ရကြည့်မယ်ဆိုလည်းနောက်ဆုံးနှစ်ပွဲဆက်တိုက်လည်းအနိုင်ရထားတယ်။နောက်ဆုံးနှစ်ပွဲဆက်တိုက်အရှုံးပြထားတဲ့ဒါဝူအတင်းကိုကြေးပေးထားတဲ့ဂျီရန်ကြီးကတော်တော်လေးနုတယ်လို့ကျွန်တော်မြင်တယ်။အော်ဒီနေ့မှာတော့ဒါသူတို့ခက်ဆက်ပဲလေးအနေနဲ့ချန်ပီယံဖြစ်ခဲ့တယ်ဆိုပေမဲ့ဒါဒီနေ့ပွဲကိုဒါပေါ့ပပါလည်းပဲကံမိုးရခိုင်လုံးများတယ်။အမမအင်ပြအပြေကံမိုးတော့မြင်။ဒါမဲ့တခုရှိတာသူတို့ဒီအိမ်ကွင်းမှာဖလား ရခဲ့တာကိုသိရမလားဂုံယူဝင်းကြွားစာပိတ်တဲ့ဒီကိုဒါထုတ်ပြမယ်အနေထားတော့ရှိတယ်မနော်ဒါပေမဲ့လည်းမန်ချင်းရဲ့ပွဲမှာသူတို့ကနည်းနည်းလေးအင်ပြေအပြေအာကလာခဲ့ရတာဖြစ်တဲ့အတွက်ပွဲပန်းမှုထံတော့အနှဲငယ်လေးရှိကောင်းရှိနေနိုင်မယ်ပေါ့နော်အဒီတစ်ချက်တော့ကျွန်တော်မိထားလို့မရဘူးအဲ့တော့ဒီနေသားမှာကျွန်တော်ကတော့ဒီပွဲကအရေးတော့မကြည့်ဘူးဒါပေမဲ့ဒီပွဲကတော့ကျွန်တော်ဒါရှိလို့ဒါရွေးချယ်ပေးလိုက်တာပါနော်ဒါဝူးအိုဝဲကျွန်တော်ကြိုက်နေဂျင်းနူးရဲ့အတွက်ဝူပါဟန်နဲ့ ဟိုပဲကျွန်တော်ကြိုက်တယ်ကိုပေါင်းမှဆိုလဲကိုပေါင်းအောက်ကိုပဲကြိုက်တယ်ပေါ့နော်အာဒီပွဲကတော့မဆော့ရတော့ကောင်းပါလဲဒီပွဲဘာမှလည်းအမှတ်လဲလိုအပ်ချက်မရှိရဲ့ပွဲစဉ်ဖြစ်နေတယ်ဟိုပွဲရှိလို့တော့ကျွန်တော်ကရွေးချယ်ပေးရတာပေါ့နော်ဒီပွဲကြီးကတော့မဆော့တာအရင်မဆော့တင့်ဘူးလို့ကျွန်တော်မြင်နေပေါ့နော်အဲနောက်တစ်ပွဲကတော့ဒါမန်စီတီနဲ့ဘုံပေါက်ကတော့ဒါအရေးကြီးတဲ့ပွဲစဉ်မန်စီတီကကျွန်တော်မနက်ကကြီးကြီးတုန်းကတလုံးကို 30ရှုံးဝင်းညလောက်ပဲ30ရှုံးနဲ့၄လရှုံးကြားလောက်ပဲဖွင့်ထားတယ်လက်ရှိမှာတလုံးအပြည့်ရှုံးကြီးပြင်းလာတယ်ဘာလို့ညနေဒါညကျွန်တော်9နာရီခွဲလောက်မှာဗီဒီယိုရတဲ့အချိန်မှာတလုံး တရာအရှုံးလောက်ထိဖြစ်လာတယ်။ကိုပေါင်းကြီးကတော့3လုံး60ရှုံးဆိုတော့3လုံး50ရှုံး3လုံး60ရှုံးကိုပေါင်းကြီးကတော့10ပြားလောက်ပဲအပြောင်းလဲရှိနေပါတော့။အော်ဒီနေ့ရာဒီဘုံမော့အင်ကွင်းမှာဒါ FA Cup မှာသူတို့တစ်ချိန်တွေ့တယ်။အဲတုန်းက Man City က2-1နဲ့သူတို့နိုင်ခဲ့တဲ့ level 50ရှုံးဝင်ကြလောက်ပေးပြီးတော့ပြီးများလီပထမကြော့ဘုံမော့အင်ကွင်းမှာတော့ဒါ Man City ကတလုံးတေးဖွင့်ခဲ့ပြီးတော့ဘုံမော့က2-1နဲ့နိုင်ခဲ့တယ်ပေါ့နော်။အော်ဘုံမော့ကဘုံမော့အင်ကွင်းမှာဒီနေ့ရာဒီမှာနှစ်ချိန်တွေ့ပြီးရဲ့အချိန်မှာတပွဲနိုင်တပွဲရှုံးနှစ်သင်းထိကိုရလက်ပိုင်ဆိုင်ထားပါတယ်။အော်မက်ဘေးလျှောက် ောက်ကျော်တစ်ချက်သွားကြည့်ကြမယ်။အမန်စီးတီးဒီလက်ရှိမှာအဆင့်ဒါ6ပေါ့နော်ချန်ပီယံလိရဲ့အပြင်ဒီယူပါလီရမယ့်နေရာမှာသူရက်တည်နေတယ်။အဲ့တော့ချန်ပီယံလိကဒီနေ့ရဒီမှာဆိုရင်လီဗာပူးနဲ့အာဆင်နယ်ကတော့ဝင်ဝင်ရသွားဖို့ဝင်ဝင်ရသွားပြီပေါ့နော်။အဆင့်3ကဖြစ်အဆင့်3ကနျူကာဆယ်အဆင့်4ကချဲစီအဆင့်5ကအက်စတွန်ဗီလာပြီးတော့အဆင့်6ကမန်စီးတီအဆင့်9က ော်တင်ဖောရက်ဒီ၃ဒီ၅ဒင်းအမှတ်ကွာဟာမှုကတက်မှတ်ပဲရှိရယ်အဆင့်တော့ကနူးကလည်း66မဲအဆင့်ခွန်ကနော်တင်ဖောရက်က65မဲဆိုတော့ဒီ range အတွင်းမှာဆိုရင်၅ဒင်းရှိနေတဲ့အထက်မှာဆိုရင်ရမက်တူနေရာက 66မရမဲ့ဒူနီယာက3သင်းရှိပြီးတော့65မရမဲ့ဒူနီယာ2သင်းရှိရပေါ့နော်။အော်ချန်ပီယံနီဝင်ဝင်တင်နေရလာကဒီနေ့မန်တီတီရဲ့အနိုင်ရလက်ပေါ်လဲမူတည်သွားနိုင်တယ်။နောက်တစ်ခုကနောက်ဆုံးပွဲစဉ်မှာလဲဒီနယူကာဆယ်တို့ချဲလ်စီတို့အက်စတန်ဗီလာတို့ရဲ့ပွဲစဉ်ရလက်ပေါ်လဲမူတည်ပြီးတော့အပြောင်းလဲဖြစ်သွားနိုင်တယ်ပေါ့နော်။အာမန်တီတီဒီနောက်ဆုံးပွဲစဉ်ဒီမရောက်ခင်သူ့ရဲ့ဒီနေ့အိမ်ဝင်နောက်ဆုံးပွဲစဉ်မှာဒီယာဒီတို့ရဲ့ အိမ်မင်းနောက်ဆုံးပွဲစဉ်မှာမန်တီတီကဘုံပေါက်ကိုအနိုင်ရခဲ့မယ်ဆိုရင်ဒါသူများအတင်းနေတဲ့ဒါနှာတပြားတာနေမယ်ပေါ့နော်တူဒီဒီနေ့ပွဲမှာနိုင်ခဲ့မယ်ဆိုရင်68မှတ်နဲ့အဆင့်3နေရာအထိကိုတက်လန်းဝင်ရမယ်အဲ့တော့68မှတ်ရခဲ့ပြီဖြစ်တဲ့အတွက်နောက်ဆုံးပွဲစဉ်မှာသူဒီတေးတမန်ရ69မှတ်အခုလက်ရှိမှာနျူးကလည်း66မှတ်နဲ့အဆင့်3မှာရက်တည်နေနျူးကလည်းနိုင်ခဲ့တောင်မှ69မှတ်ဆို goal different ပါညာနဲ့ဆိုရင်မန်တီတီဒီနိုင်ဒီချန်ပီယံလိဟုံငင်းရဖို့ကတေချာတလောက်ချိသွားပြီပေါ့နော်အဲ့ဒီအချက်ကြောင့်ဒီနေ့ပွဲစဉ်မှာမန်တီတီအနိုင်ကန်လာမ ယ်ဆိုတော့ကျွန်တော်တို့ဒါထူသားတွေရောဒါတစ်စတာတွေရောဒီလို mindset ကိုဒါ bookie ကထည့်ထားပေးတယ်ပေါ့နော်ဒါကလည်းတကယ်ဖြစ်တင်ဖြစ်တိုက်တဲ့ဒါရလက်တစ်ခုပေါ့နော်ဒီနေ့ Manchester City နိုင်မယ်အဲ့တော့နိုင်မယ် Manchester နိုင်သွားမှာတော့ဟုတ်ပြီအဲ့တော့ Manchester City ဒါဖွင့်လိုက်ကြည့်ရဆိုရင်တစ်လုံးပြက်လို့မရဘူးနှလုံးပြက်မှဒါကြီးအောင်မယ်ကျွန်တော်တို့ကြီးအောင်တဲ့ဘက်ကိုသွားပြီးတော့ ကြည့်ရမယ်ပေါ့နော်မန်စီးတီးနိုင်မဲ့ဆိုတဲ့ချက်ကတော့ခုနချန်ပီယံလိဝင်ခွင့်တက်နေရလားတည်ကြဖို့တော့မန်စီးတီးအနိုင်ခံလာလိမ့်မယ်အဲ့တော့ဘုံဘောက်ကိုပြန်ကြည့်မယ်ဘုံဘောက်ကတော့53မှတ်နဲ့အဆင့်7မှာမနီးယားဘရိုက်တန်နိုင်သွားရက်နိုင်သွားတဲ့အတွက်ပေါ့နော်အဆင့်8နေရာမှာ58မှတ်နဲ့ရည်တည်နေအဲ့ဘုံဘောက်နဲ့ဘရိုက်တန်အမှတ်ကွာချက်9မှတ်ရှိရဲ့အဲ့တော့ဒီနေ့မှာဘုံဘောက်ကလည်းတကယ်လို့မန်စီးတီးကိုနိုင်ခဲ့မယ်ဆို56မှတ်56မှတ်ရခဲ့မယ်ဆိုရင်ဘရိုက်တန်နဲ့နှစ်မှတ်ပဲကွာအဲ့တော့နောက်ဆုံးပွဲစဉ်မှာသူလည်းနိုင်ခဲ့မယ်ဆိုရင်59မှတ်ဘရိုက်တန်ရှုံးသွားမယ်ဆိုရင်58နဲ့59ဆိုတော့ ဘုံဘောကအဆင်းရှင်းညာရပြီးယူအဲကွန်ဖရင့်တညာလာရဖို့အခွင့်အရေးတစ်ခုရှိနေရပါတော့အဲဘုံဘောကလည်းမျော်လင့်ချက်လေးရေးရေးလေးတစ်ခုတော့ရှိနေတယ်ဒါပေမဲ့ဟိုဖြစ်နိုင်ဖို့ကတော့ ခက်တယ်တင်ရှာနီးရတာအမှတ်ရတင်ရှာနီးရတွဲကြည့်လို့ဒါကျွန်တော်ဖြစ်နိုင်ခြင်းရှိရလို့ပြောရဲဆိုပေမဲ့တော်တော်လေးတော့ဖြစ်နိုင်ခြင်းနည်းသွားပြီပေါ့နော်တန်းပါဆင့်လောက်ပဲရှိမယ်90ရာခိုင်နှုန်းကတော့မဖြစ်ဖို့မဖြစ်နိုင်ဘူးရာခိုင်နှုန်းများတယ်ပေါ့နော်ဒါကလည်းတစ်ဖက်ကမန်တီတီကချန်ပီယံလိဝင်ဝင်ရဖို့ကြိုးစားနေတဲ့အတင်းဖြစ်နေတဲ့အတွက်မန်တီတီကိုသူတို့ဘုံပေါက်နေဒီနေ့ပွဲတင်မှာနိုင်ဖို့ဆိုတာကတော်တော်လေးခက်ခဲတဲ့အနေအထားတစ်ခုပေါ့နော် အော်ဒီနေ့တမ်းမှာကျွန်တော်ကဒီ flow တွေတွားကြည့်ရပါတော့ဒီ man city တွားနေ current form flow ကိုတွားကြည့်ရ man city ဒီနောက်ဆုံးပွဲစဉ်မှာ crystal bay လေးကိုရှုံးနေအဲ့ရှေ့မှာတပွဲ ေကြရေပေါ့နော်အဲ့ရှိမှသူနိုင်ပွဲ၅ပွဲဆက်တိုင်ရတာအဲ့တော့အတင်းကြီးတတင်းကအဲ့လိုနိုင်ပွဲ၄၆ရပြီးတော့တေတပွဲကြသွားတယ်တေတပွဲကြပြီးရတယ်အဲ့နောက်ပွဲမှာသူရှုံးတယ်အဲတခါကြီးကျရင်အတင်းကြီးရဲ့ဖောင်ဘလို့သွားလဲဆိုတော့၃ပွဲဆက်တိုင်ရသူရှုံးပွဲတွေ့တယ်ဗျာအဲဒါကကျွန်တော်တို့အနည်းဆက်ဆုံးဆိုရင်ဒီနေ့ရဒီမှာဆိုရင်ကျွန်တော်တတိထားမိတော့ဆိုရင်အင်တာဒီလက်တလောမှာဖြစ်သွားတယ်အင်တာအင်တာမီလန်ဖြစ်သွားတယ်ပေါ့ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုခဏလေးနော်ကျွန်တော် screen shot လေးထည့်ပေးလို့ရရင်တော့ကျွန်တော်ထည့်ပေးပါမယ် အဲကျွန်တော်ပြန်ကြည့်ပြီးမယ် MMB ဒီဟွာပေါ့ Inda ရဲ့ဟွာပေါ့နော် Inda ရဲ့ current form ကိုတစ်ချက်သွားကြည့်ပြီးမယ်ဟိုတချို့ညီကိုတွေကဟိုရှောက်ပြောနေရထင်ပါသလိုပေါ့အဲ့လိုမျိုးထင်ပါသလိုကျွန်တော်ကဒီတက်တီတာတာတာတကားနဲ့ပြပေးတာပေါ့နော် အဲ့လိုမျိုးတွေကကျွန်တော်တို့ကကြုံမှုတယ်ဘာလို့လဲဆိုတော့အတင်းတင်းကအဲ့လိုမျိုးဖြစ်သွားပြီဆိုရင်ဗျာဟိုတုံးမွဲဆက်တိုက်အထိတို့ကရှုံမွဲပြန်တွေးတတ်တယ်ရှေ့မှာတောက်လျှောက်နေနိုင်နေနိုင်ပြီလို့ရှိရင်တေးတပွဲကြလိုက်လေဂျားထဲမှာအဲတေးတပွဲကြပြီလို့ရှိရင်ဒါရှုံမွဲ တွေ့ပါအဲ့မှာအခုဆိုရင်ကျွန်တော်ကြီးလိုက်တဲ့အခါမှာအင်တာကဒီဘိုင်ယန်မြူနစ်ကိုတူတူတေးမကြခင်မှာရှေ့မှာဂဂလီယာယီကိုနိုင်တယ်ဘိုင်ယန်ကိုတူဝန်းနဲ့တူနိုင်နှစ်ပွဲဆက်နိုင်ထားတယ်ပေါ့နိုင်မဲ့တေးတပွဲကြပြီးတော့သုံးပွဲဆက်ရှုံးတာပိုလောနာ1စီအင်တာ AC Milan 3စီအင်တာဝိုမာ1စီအင်တာဆိုမှာသုံးပွဲဆက်တို့ပြန်ရှုံးသွားတယ်အဲ့ပြီးတော့တူတေးတပွဲထက်ကြတယ်ဘာကာနဲ့ကြပြီးတော့သုံးပွဲဆက်ပြန်နိုင်တယ် အပြင်တည်တဝက်ထက်ကြရဲအဲ့လိုမျိုးလေးသွားတဲ့တယ်ပေါ့နော်ကားလန်ဖောင်ဖလိုအရာအဲ့လိုသွားတယ်အဲ့မန်တီတီကဒီဖလိုရဆိုရင်တပွဲတည်ကြပြီးတပွဲရှုံးပြီးတော့နောက်တပွဲလည်းထက်ရှုံးနိုင်ကြီးရှင်ဒါကကျွန်တော် normal အချိန်ပေါ့ပုံမှန်အချိန်ပေါ့နော်ဒီလိုယာဒီသင်္ကန်းကြီးမဟုတ်ဘူးယာဒီအဝဲယာဒီအလေလောက်မှာဆိုရင်ဒီလိုမျိုးဖလိုသွားတဲ့ဒါပေမဲ့ဒီနေ့ကယာဒီသင်္ကန်းကြီးပြီလေဖြစ်တယ်ပြန်မန်တီတီနေနဲ့ချန်ပီယံတနေ့လာရဖို့အတွက်ကလည်း match win game ကံမဲ့ပွဲစဉ်လည်းဖြစ်နေရတဲ့ဒီဖလိုကတော့မိဖို့မလွယ်ဘူးဒါမန်တီရှုံးဖို့တော့မဖြစ်နိုင်ဘူးပေါ့နော်ဒါကျွန်တော်ဖြစ်နိုင် ုင်ခြင်းရှိတဲ့ flow တစ်ခုကိုကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်။ဟောဒီနေ့မှာ mandity ကြီးအောင်နိုင်လားဆိုကျွန်တော် body ကနည်းနည်းလေးခက်တယ်။ body ကဒီနေ့ use share မှာနည်းနည်းလေးခက်တယ် mandity လည်းဒါအိမ်ဝင်အားနဲ့ online online တိုက်သွားမယ်ဆိုတော့ online ကြီးရှိတယ်ဒါပေမဲ့ခုနပြောလို့ခစ်တဲ့ပဲလေးနဲ့ပွဲစဉ်မှာပြောတို့လို့ခစ်တဲ့ပဲလေးဒီချန်ဖိုင်နေကန်ခဲ့ရတဲ့ပွဲနင်းငယ်ပန်းနိုင်တယ်မန်တီတီလည်းပွဲနင်းငယ်ပန်းနိုင်တယ်ပေါ့နော်အော်ဒီနေ့ထားမှာမန်တီတီနိုင်တော့နိုင်သွားလိမ့်မယ်တကူတာလောက်လို့ပဲကျွန်တော်ကယူဆခြင်းတယ်ပေါ့နော်ဥပမာ1-0 ဆိုတဲ့ result မျိုး2-1ဆိုတဲ့ result မျိုးတကယ်လို့ဘုံမောက်ကလည်း goal ကြီးရခဲ့မယ်ဆိုရင်3-2လို့ result မျိုးဒါဖြစ်လာနိုင်ရင်ရှိရပါတော့။အဘုံမောက်ကဒီနေ့ရာဒီမှာအဝေးကွင်း result တွေကျွန်တော်တော့ပြင်ကြည့်ရတဲ့အခါဘုံမောက်ဒီလက်ရှိမှာအိမ်ကွင်းထက်အဝေးကွင်း form ပိုကောင်းတော့ကျွန်တော်တွေ့ရတယ်။အဝေးကွင်းမှာဆိုရင်ဒီနေ့ရာဒီဘုံမောက်ရဲ့အဆင့်ရက်တီမှုအဆင့်၄နေရာမှာရက်တီနေအဆင့်၁ကလက်ပါဘူး။အဆင့်၁က Northern Forest အဆင့်၃ကအဆင့်နေအဆင့်၄ကဘုံမောက်။အော်ဒီနေ့ရာဒီပြင်းများလေးအဝေးကွင်း form အကောင်းဆုံး၅နေထဲမှာဆိုဘုံမောက်ကအဆင့်၄နေရာမှာရက်တီနေပြီးတော့ ခုနှစ်ပွဲနိုင်ခုနှစ်ပွဲတည်လေးပွဲရှုံးရာဂိုးအနေနဲ့ကြည့်မယ်ဆို34ဂိုးထိတွင်းထားတယ်28ဂိုးပေးထားဒီ34ဂိုး34ဂိုးတွင်းထားတယ်ဆိုသူ့ရဲ့အိမ်ကွင်းမှာတွင်းတယ်ဒီ22ဂိုးနဲ့ရှင်မယ်ဆို ၃၉တော့များနေအဲ့တော့ဘုံမောက်ဒီအင်ကွင်းမှာကိုအင်ကွင်းကိုတွင်အားထက်အဝေးကွင်းကိုတွင်အားပိုများနေအချက်တခုကျွန်တော်တွေ့တွေ့ရပါတော့အဲ့တော့ဒီအချက်ကပဲကျွန်တော်တို့ဒီနေ့မှာဘုံမောက်ကိုရနိုင်ချေရှိရလို့ကျွန်တော်မြင်နေပါတော့အဲ့တော့ဒီနေ့ဘုံမောက်ကတကူရခဲ့မယ်ဆိုမန်လီတီးရ၂ကိုတွင်အောင်နဲ့ကြီးမအောင်တော့ဘူး၃ကိုတွင်မှကြီးအောင်အဲ့တော့3-1လို့ result မျိုးလာမန်လီတီး body ကြီးအောင်အဲ့တော့ကျွန်တော် body ကိုနည်းနည်းလေးစဉ်းစားခတ်တဲ့အနေထားမှာဂိုးပေါင်းဘက်ကိုလှည့်ကြည့်ရခါမှာဂိုးပေါင်းနေ၃လုံးပြရတယ်ကျွန်တော်ဒီပြား90 60ဝင်းကြည့်မယ်ရင်းရမယ်အဲ့တော့ပြား90လောက်ကျွန်တော်ရင်း င်းပြီးတော့ဂူပေါင်းပေါ်နေမလားလေးလုံးထိတက်မယ်ဆိုကျွန်တော်တို့ဒီအပြည့်ရမယ်ပေါ့နော်၃လုံးနဲ့ရက်ခက်မယ်ဆိုရင်ကျွန်တော်တို့ဒီဒါ တော့ဝက်ပဲဆုံးရှုံးမယ်တော့ဝက်ဆုံးရှုံးမယ်လို့ထားပါ3 1အဲ2 1နဲ့ပြီးခဲ့မယ်ဆိုကျွန်တော်ပြား9လေးလုံးနေတယ်အဲကျွန်တော်မနေ့က Brighton ကနိုင်ခဲ့တဲ့ဟာကျွန်တော်တော့ဝက်တော့ပြန်ပါမယ်ဗျာဒါပေမဲ့၄လုံးမျောလင်းချက်ကျွန်တော်မှရှိတယ်၄လုံးရောက်ခဲ့မယ်ကျွန်တော်အပြည့်ရမယ်ပေါ့နော်ဒီမျောလင်းချက်လေးနဲ့ကျွန်တော်ကဒီနေ့ပွဲစဉ်မှာဂူပေါင်းအပေါ်ဘက်ကိုရွေးချယ်ပေးခြင်း ਨੇ တခုဆိုရင်နေရာကဘာလဲဆိုတော့မနေ့ကလုံပေါ်သွားခဲ့ Brighton ကခေါင်းစုံလေးပြား20 30ကန်ကန်ကြီးမှပြား40လောက်ထိတက်လာတယ်ပြား90လောက်ထိတက်လာပြီးတော့ body အပေါ်လဲအောင်ရတယ်ကူပေါင်းအပေါ်လဲတက်သွားအဲ့တော့မင်းကဇုံပေါ်ခဲ့တဲ့အဖြစ်ဇုံပေါ်ခဲ့တဲ့အတွက်ပါဒီနေ့မှာဇုံပေါ်တွေကနည်းနည်းလေးရှားလိမ့်မယ်အဲခစ်တဲ့ပဲလေးလဲဇုံမောင်းနိုင်တယ်လို့မန်တီတီလဲဇုံမောင်းနိုင်အဲ့တော့ဒီနေ့မှာကျွန်တော် body အောက်ကိုလဲနည်းနည်းကြိုက်နေရဖြစ်တဲ့အတွက်ကူပေါင်းအပေါ်ကိုကျွန်တော်ရွေးချယ်ပေးချင်တာပေါ့နော်အဲ့ကူပေါင်းပေါ်ကနည်းနည်းလေးတော့ဟို risk take တော့လောရမယ် စွန့်စားရတော့ကြာဒါလည်းကျွန်တော်ကမန်တီတီမက်ဝင်းကင်ကန်တဲ့ချိန်မှာနှစ်ကိုးလောက်ထည့်ထားမှသူတို့ဒီဒါဘုံမောကတကိုးပြန်တွင်းခဲ့တယ်ချီတော့သူတို့ကစိတ်ချရမယ်အနေဒါဝမ်းစင်းနဲ့တွင်းပြီးသူတို့ရက်နေလို့မရဘူးဗျာအဲဝေမီကန်ကဘုံမောကဝမ်းဝမ်းတကိုးတွင်းလောက်ဝမ်းဝမ်းဒိုင်းလို့တွားပြီးသူတို့ဒီနောက်ဆုံးပွဲစဉ်ဒီအသေးတန်ချန်ပီယံဝင်ခဲ့တဲ့နေရာလာရောက်အသေးတန်ကန်ရတော့မယ်အဲဒီနေ့တော့မန်တီတီကနှစ်ကိုးလောက်တော့အနေလုံးတွင်းမယ်လို့ကျွန်တော်ကတွက်တယ်အဲဘုံမောကလည်းအဝင်းမှာဆိုရင်ဖောင်ကောင်းနေအတင်းဖြစ်တယ်ပြည်မြလိမှာအဆင့်လေးနေရာရက်တည်နေတယ် အဲတွင်ကိုလေးဆိုလဲဒါ30ကျော်ကြီးတွင်သားဖြစ်နေတဲ့ဘုံမောက်ကလည်းဝင်ခွင့်မှာတကူရနိုင်ကြီးများတယ်လက်တော်မှာဆိုဘုံမောက်ကြီးအာဆင်နယ်ကိုထူးဝမ်းသူနိုင်ငံနေဒါ Garden Found တကူရှိနေရပါတော့အော်ဒီနေ့ထားရောက်ကျွန်တော်ဘုံမောက်လေးကိုရမယ် Man City လေးကိုရမယ်လို့ကျွန်တော်တွက်လိုက်တယ်တွက်ပြီးတော့ကျွန်တော်ကိုပေါင်းအပေါ်ကြိုက်နေပါတော့အော်ဘော်ဒီကိုတော့ကျွန်တော်ဘုံမောက်ကိုကြိုက်တယ်ဒါမှညီကိုတို့နေရခြင်းမနေရဘာလို့ Man City Man City ဒီဒါဒီနေ့ပါလုံးဝအနိုင်ကန်လာမယ်လို့ကျွန်တော်တို့တော်တော်များများယုံ အာမြင်မြင်တွေ့နေရစဉ်းစားမိနေတယ်ပေါ့နော်။အော်ဒီအချက်ကြောင့်မန်တီးတီးကိုနေဖို့လေဒါတလုံးနဲ့ရက်သွားရင်ကျွန်တော်ပလုံမှာအပြည့်ပလုံမှာညာနှလုံးတွင်းမှာအပြည့်စားမှာဆိုကြေးရကြည့်မယ်ဆိုမန်တီးတီးကြေးအောင်ဖို့နည်းနည်းလေးသိုးရင်စရာဖြစ်တယ်ပေါ့နော်။ကြေးပြင်းလာတာတော့မှန်တယ်။တလုံး30ရှုံ4လက်ရှုံလောက်ကနေတလုံး100ရှုံလောက်ထိကြီးတက်လာတာတော့ဒါနည်းနည်းလေးတော့ဟိုကြည်ပြင်းလာတယ်ပေါ့နော်နည်းနည်းမို့တော်တော်လေးကြည်ပြင်းလာလို့ယူဆလို့ရပါတယ်ပေါ့နော်အဲ့ဒီနေ့သားမှာကျွန်တော်ကဒီဝဲစင်ကိုဂိုးပေါင်းအပေါ်နဲ့ ကျွန်တော်ဆွန့်လာမယ်ဒီနေ့မှတော့ကျွန်တော်ကိုပေါင်းပေါ်လင်းနဲ့ဒါနေကြည့်မယ်ပေါ့နော်အဲ့တော့မန်တီတီကနောက်ဆုံးပွဲစဉ်မှာဖူဟန်ကိုဝေကင်းသွားကန်လာဖြစ်တယ်သူတို့ဒီနေ့အင်ကွင်းမှာတခုခုချွတ်ချော်ခဲ့မယ်တည်ကြတာလို့ရှုံးခဲ့တာလို့ဆိုရင်သူတို့ဒီချန်ပီယံလိဝင်ဝင်ရပူကနည်းနည်းလေးခက်ခဲသွားတယ်ဖူဟန်အတင်းကဘယ်လိုပြောမလဲဟိုအတင်းကြီးလို့ဒုက္ခပေးတဲ့အတင်းများတည်ရမလားအဲဖူဟန်လီဗာပူးဆိုရင်ဖူဟန်နဲ့ကန်တိုင်းတော်တော်လေးဒုက္ခရောက်နေအဲဒီသူရဲ့ carbon cocktail လာသူတို့ full and engine မှာအတော်တော်လေးဒုက္ခရောက်တယ်အတင်ကြီးတော်တော်များများလည်းဒုက္ခရောက်ပါကျွန်တော် menu အတင်လဲ full and engine သွားကြင်မလွယ်ဘူးနိုင်နိုင်လဲတကူတာပဲကံကောင်းမိနိုင်တာဟိုခြေစွမ်းကောင်းမိနိုင်ခဲ့တာမရှိဘူး full and engine တော်တော်လေးအတင်ကြီးတွေဒုက္ခများတဲ့အတင်ပေါ့နော်မန်စီကြီးနေနဲ့ full and နောက်ဆုံးပွဲတင်မှာ win သွားကြမှာဖြစ်တယ်ဒီနေ့ပွဲတင် engine ပွဲတင်မှာအတော့ဒါအနိုင်တော့ကန်လိမ့်မယ်ဒါ goal တွေလည်းတွင်းလိမ့်မယ်လို့ကျွန်တော်ယူဆတဲ့အတွက်ပေါ့နော်ဂူပေါင်းပေါ်လေးကကျွန်တော်တို့ပို့ပြီးတော့စိတ်ချရမယ်လို့မြင်ပါတယ်အော်ဒီပွဲမှာတော့ကျွန်တော်မန်စီကြီးဘုံမောက်ပွဲတင်မှာ ကိုပေါင်းပေါ်ကျွန်တော်ကြိုက်ပါတယ်ဒါကိုလည်းကျွန်တော်အကြံထုတ်ခွဲဖြင့်ရွေးချယ်ပေးလိုက်ပါတယ်ကျွန်တော်ရဲ့အကြံ ထုကွက်ကတော့မန်တီတီဘုံမောက်ပွဲစဉ်ကိုပေါင်းအပေါ်ဖြစ်ပါတယ်ဟိုခေဆယ်ပဲလေးပွဲကတော့ကျွန်တော်မထည့်တော့ဘောနော်အဲ့ပွဲအမတ်လည်းမလိုတဲ့အတွက်ပေါ့နော်အော်ဒီနေ့မှတော့ကျွန်တော်တကွက်ပဲဒါအကြောင်းထုကွက်ဖြစ်ဒါမန်တီတီပွဲကိုပေါင်းအပေါ်လေးကိုယူချက်ပေးလိုက်ပါမယ်အော်မနေ့ကတော့ဘိုင်ဒန်ရထားဖြစ်တဲ့ဒီနေ့တကယ်လို့၃လုံးလုံးနဲ့ရက်သွားခဲ့ရင်တော့ကျွန်တော်တကွက်တော့ပြန်ပါမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကရှင်းရတာတန်ပါတယ်ဘာလို့မန်တီတီဒီဒီနေ့ပွဲစဉ်မှာဒါလုံဝကိုနိုင်မှဖြစ်မဲ့ပွဲစဉ်ဖြစ်တဲ့အတွက်အဲဂိုးတွေတွင်းမယ်လို့ကျွန်တော်ယုံကြည်ရဲဘုံမောက်ကလည်းဂိုးတွေရမယ်လို့ကျွန်တော်ယုံကြည်ရဲပေါ့နော်အဲ့ ဆိုရင်မန်ဒီနိုင်မှာဖြစ်မဲ့လို့ပါဖြစ်လို့မန်ဒီဘော်ဒီမပေးလဲဆိုတော့ဘော်ဒီကတလုံးအတာနဲ့ရက်သွားရင်ကျွန်တော်ပလုံမှာမလို့ကျွန်တော်ဘော်ဒီကိုညီကိုလို့လက်ချောင်းဖြေးချင်တာခုနကဂိုးပေါင်းပေါ်တုံးလုံးရောက်ဟွာပို့ပြီးလွှဲမယ်လို့ကျွန်တော်မြင်တယ်ပြားငားလည်းရင်းရတာထက်ပြားတရားကိုကျွန်တော်မရင်းချင်ဘူးနော်ပြားတရားရင်းကျွန်တော်လုံးဝအပြည့်ဆုံးရှုံးမှာဖြစ်နေတဲ့တဝက်လောက်ဆုံးရှုံးခံပြီးတော့ကျွန်တော်တို့ဒီဒါလေးလုံးရောက်မရောက်စောင့်ကြည့်ရမယ်ပွဲစဉ်လို့ကျွန်တော်မြင်တဲ့အတွက်ဒါအကြောင်းထုတ်ခွက်အနေနဲ့မန်ဒီနီပွဲဂိုးပေါင်းပေါ်ရွေးချယ်ပေးခြင်းဖြစ်ပါတယ် ကဲအဲ့တော့ဒီနေ့ရောဒီလောက်ပါပဲကျွန်တော်မလဖန်ကြရင်တော့ဒါ you bali fine နေပေါ့နော်ကျွန်တော်ရဲ့ main အတင်းနဲ့စပါပွဲစဉ်ရှိရပေါ့နော်အဲ့ပွဲတော့ကျွန်တော် ဟိုဖြစ်ကျွန်တော်မီးလာမယ်ဆိုရင်တော့ likely လုတ်ပြီးမယ်ပေါ့နော်ကျွန်တော်ဒီ video မလုတ်တော့ဘဲနဲ့ likely တက်မယ်ပြီးတော့ main fan တွေရှိနေဖိတ်ခေါ်ပါရယ်ပေါ့နော်ကျွန်တော်ဟို spa fan တွေရှိနေဖိတ်ခေါ်ရယ်ကိုအတင်းကိုဘယ်လိုမျိုးမြင်လဲပေါ့ final မှာကိုအတင်း final မှာဒါ champion ဖြစ်ချင်လားဗျ goal score လေးဘယ်လိုခံမှန်းထားလဲပေါ့နော်ဒီလိုမျိုးလေးကျွန်တော်ဒါ like comment လေးတွေနဲ့ကျွန်တော်တွားကြည့်မလားပေါ့နော်ဒါမီးလာဖို့လည်းလိုရတယ်ပေါ့မီးမလာညာကျွန်တော်လက်တော့ဟိုအားရင်လိုက်လွင်လိုက်လွင်ကြစကားပြောရင်းပြောနေအချိန်ကတနင်္ဂနွေဝင်းကျင်တော့ကြာသွားတာပေါ့နော်ပြီးတော့ကျွန်တော် မဲ့ဆန်းဒီမှာလည်းပွဲတွေအကုန်ကန်မှာဆိုတော့စနေနေ့ကပွဲကဒီဂျာမန်ပိုကယ်ဂျာမန်ပိုကယ်ဖိုင်နယ်နဲ့ပြင်းပြဖိုင်နယ်တပွဲလောက်ပဲရှိမှာနှစ်ပွဲလောက်ပဲရှိမှာเนาะအဲစနေနေ့ကပွဲမရှိဘဲနဲ့တနင်္ဂနွေနေ့မှာအီတလီစီရီရောစပိန်လာလီရောပြည်များလီရောတစ်ချိန်ထဲမှာအကုန်လုံးပွဲတွေဒါသူတို့တက်ဆိုင်ရာအချိန်မှာအကုန်လုံးကန်ကြမှာဆိုတော့ ဗီဒီယိုမလုံးတော့ဘဲနဲ့ဒီတစ်ပတ်စမ်းလေးတုန်းကလိုမျိုးပဲကျွန်တော် like လေးလုပ်ပြီးတော့ပွဲတွေအကုန်ပြောပြမယ်ပြောပြရင်းနဲ့မှအကြောင်းထုတ်ခွက်လေးရွေးချယ်ပေးသွားမယ်လို့ပုံကောင်းမလားပေါ့နော်အဲစမ်းလေးဖြစ်နေတဲ့ဟိုနီးလေလောက်လုပ်မယ်ပေါ့ညကျတော့ဟိုပွဲတွေစတာပါညာတွားပြီးအချိန်နီးကက်လို့ရှိရင်ဟိုမကြည့်လိုက်တဲ့သူတွေထိုးရတာအဆင်မပြေမှာဆိုလို့နီးလေလောက်ပေါ့နော်ကျွန်တော်အချိန်လုတ်ဖြစ်မယ်လို့အချိန်လေးကြိုပြီးတော့ပြောပေးမယ်ကျွန်တော် Telegram channel နဲ့ Paper channel မှာကျွန်တော် အနောက်လှုပ်ပြီးမှာပေါ့နော်ချိန်ညာပြီးမှာပေါ့နော်အဲ့တော့ကျွန်တော် Daily Channel နဲ့ Bye Bye Channel လဲကျွန်တော်အမြဲတမ်းဗီဒီယိုတိုင်းမှာ comment မှာရောဒါ description နဲ့မှာရောကျွန်တော် link လေးချပေးထားတယ်အဲ့မ join ID ရဲ့ညီငွေလေးဒါ join ထားပြီးတော့စောင့်ကြည့်လို့ရပါတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုတွေမတင်ဖြစ်တဲ့မတင်ဖြစ်တဲ့အချိန်ကြီးရှိခဲ့တယ်အာနေမကောင်းတာလို့မီးပြတ်တာဒါလိုမျိုးဆိုကျွန်တော်ကဒီ Telegram Channel နဲ့ Bye Bye Channel မှာစာလေးကြိုက်ပြီးပို့ပေးလိုက်တာပေါ့နော် အော်ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုဒါကြည့်ရကြိုက်နေတဲ့ညီကိုရှိရင်လည်းဒါ like subscribe share လေးတွေ view လေးတက်အောင်ကျွန်တော်ကူညီပေးသွားကြပါဦး။ဒါညီကိုတို့အတွက်လည်းကျွန်တော်လည်းအကောင်းဆုံးကြိုးစားပြီးတော့ရွေးချယ်ပေးနေပါလိမ့်ပါเนาะ။အော်တော်မလဖန်ယူပါလိညမှာ live လွင်ဖြစ်တယ်ဆိုရင်ကျွန်တော်ပြန်ပြောပြပါမယ်။ live လွင်ဖြစ်ရင်တော့မလဖန်တော့ညဘက်ပဲလွင်ဖြစ်မှာပါเนาะ။မလဖန်ကျွန်တော်ရောင်းကြိမ်ဆိုတော့ည7နာရီနဲ့9နာရီကြားတစ်ခုခုတော့ကျွန်တော်ပြန်ပြောပြမယ်ပါเนาะ။ရောင်းငါပြန်ရောက်တာ6နာရီခွဲနဲ့9နာရီဝင်းကျင်ဆိုတော့ကျွန်တော် ဒီမိလာရယ်ဆိုရင်တော့ဒါညီကိုတို့ Telegram channel မှာ live လွှင့်မယ်ဆိုတဲ့အကြောင်းလေးအရင်ပို့ထားလိုက်မယ်ပြီးရင်ရှစ်ခွဲလောက်မှကျွန်တော် live စမယ်ပေါ့နော် live စပြီးတော့ဒီပထမဆုံး session ကတော့ဒါပွဲရွေးချယ်ပြီးမယ်ပေါ့နော်ပွဲကတော့ရွေးချယ်ကတော့နည်းနည်းလေးတော့ခက်တယ်ဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့အတွက်နည်းနည်းလေး ခက်ခဲမဲ့အနေထားတော့ရှိရပါတော့အဲပိတ်တဲ့တယောက်အနေနဲ့တော့ဒီလိုဖိုင်နေပွဲစဉ်တွေကတော့မထိုးမထိုးပဲနဲ့ဒါလိုက်ပြီးတော့ကြည်ညာပဲပိတ်တဲ့တယောက်အနေနဲ့အန်တာတိန်လုပ်ပြီးတော့ကြည်တာပဲပုံကောင်းမယ်လို့တော့မြင်နေပါတော့အမလခံကြမှာကျွန်တော်ပြန်တွေးကြပါမယ်အားလုံးဒါမင်္ဂလာရှိတော့ညာကြံလေးဖြစ်ကြပါသေးအားလုံးကိုလက်ပါခင်ဗျာ